နဝနဲ့မင်းစနီဘော့စ်အလောင်းမယ်ရီရဲ့ပြဿနာကြောင့်နိုင်ငံတကာကပြည်သူတွေကြားမှာချေကျူးခံနေရတဲ့သဲဆုံငိမ့်ပြည်သူများအားလုံးမင်းလာပါရှင်ရွှေမန်လေးချန်နယ်ကနေပြောလဲကြိုးစိုးလိုက်ပါတယ် အခုတလောနိုင်ငံတကာအလှမဲ့ပြည်သက်တွေကြားမှာအထူးသဖြင့်ပေးချန်လောကမှာမြန်မာနိုင်ငံကအလှမဲ့တဲဆုံငယ်ရဲ့နာမည်ကရုတ်တရက်ပြန်ပြီးတော့လှုပ်ခတ်သွားပါတယ်။ဒါပေမဲ့ဒီတစ်ခါကဝေဖန်မှုနဲ့မဟုတ်ပါဘူး။ချီကျူးမှုတွေနဲ့ပါ။ဘာကြောင့်လဲဆိုတော့ဒါက Miss Grand International ရဲ့ MGI ပြန်ပွဲရဲ့ပိုင်ရှင်နှစ်ဝက်ရဲ့နောက်ဆုံးပြဿနာတစ်ခုကြောင့်ပါပဲ။ ဖေးကြံလောကကိုစိတ်ဝင်စားတဲ့သူတိုင်းသိကြတဲ့အတိုင်းပဲ MGI ပိုင်ရှင် network ကအလှမဲ့ပြန်ပွဲတွေမှာအမြဲတမ်းပွဲရှာလေးရှိတဲ့သူပေါ့အခုတခါမှာတော့သူက Messenger Boss ပြန်ပွဲနဲ့ MU အလှမဲ့တွေနဲ့ပွဲဖြစ်နေတာပေါ့ဒါကြောင့်လဲ Messenger Boss Organization MU ကတရားဝင်ထုတ်ပြန်ချက်ထုတ်ပြီးတော့ network ရဲ့စကလုံးတွေအပြုအမူတွေကိုအပြင်းထန်အပြစ်တင်ရှုတ်ချခဲ့ပါတယ် ဒီကိစ္စကနိုင်ငံတကာဖေးချန်လောကမှာအရန်ကြီးမားတဲ့သတင်းတစ်ပုဒ်ဖြစ်သွားပြီးတော့နောက်ဆုံးမှာတော့နဝတ်တယောက်တရားဝင်တောင်းပန်ခဲ့ရတဲ့အထိဖြစ်သွားပါတယ်။ပရိသတ်ကြီးမှတ်မိကြအောင်မယ်လို့ထင်ပါတယ်။မနေ့က Miss Grand International ပြိုင်ပွဲမှာမြန်မာနိုင်ငံကိုစားပြုအလှမဲ့အသေးစုငယ်တွားရောက်ရှင်ပြိုင်ခဲ့ပါတယ်။အဲဒီအချိန်မှာမြန်မာ National Director ထူအန်လွင်နဲ့အလှမဲ့အသေးစုငယ်တို့ကပြိုင်ပွဲရဲ့နောက်ဆုံးရလဒ်အပေါ်မှာထိုက်တန်မျှတမှုမရှိဘူးလို့ခံစားခဲ့ရပါတယ်။ဒါကြောင့်သူတို့ဟာအဲဒီအချိန်ကဖေးချန်လောကမှာဘယ်သူမှမလုပ်ရဲတဲ့ ုံးဖြတ်ချက်တစ်ခုကိုတတိရှိရှိနဲ့ချခဲ့တာပါ အဲ့ဒါကတော့ရရှိခဲ့တဲ့တရက်ဘူရီနာအထိုက်တဲ့ကိုတည်ယဝင်ပြက်လဲအနှင်းပြီးတော့ MGN organization ကနေထွက်ခွာသွားခဲ့ရပါသူတို့ဒီလိုလုံးလိုက်တဲ့အချိန်လုံးကတော့နိုင်ငံတကာအလှမဲ့ပြည်သက်အများစုကဒီကိစ္စမှာသဲဆုညိနေမြန်မာ organization ကိုပဲအပြစ်ပုံချခဲ့ကြပါတယ် organization ကိုမလေးစားဘူး professional မဆန်မှုစသဖြင့်အပြင်းထန်ဝေဖန်တိုက်ခိုက်ခဲ့ကြတာပါမြန်မာပြည်သက်တွေကလွှင့်ရင်ကျန်တဲ့နိုင်ငံတကာပြည်သက်တွေကနဝက်ဘက်ကပဲရက်တီခဲ့ကြပါတယ်ဒါပေမဲ့အခုတော့အချိန်ကသက်သေပြသွားပါပြီ လဝက်တယောက်မင်းစနီဘောစအလားမယ်တွေကိုတိုက်ခိုက်လို့ MU ကနေတရဝင်းတောင်းပန်ခံရတဲ့အထိဖြစ်လာတဲ့အခါမှာတော့နိုင်ငံတကာပြည်သက်တွေရဲ့အမြင်တွေကချက်ချင်းပဲပြောင်းပြန်ဖြစ်ကုန်ပါပြီ။သူတို့တွေကအော်လဝက်ကဒီလိုလူမျိုးကိုသူရဲ့စိတ်ဓာတ်ကဒီလိုဖြစ်တာကိုဆိုတာကိုသိသွားကြတာပါ။အခုဆိုရင်တော့ဆိုရှယ်မီဒီယာပေါ်မှာမနစ်ကအသေးစုံငိန်တို့ရဲ့လောက်ရက်ကမှန်ကန်ခဲ့တာပဲ သူတို့ကနဝက်ရဲ့အကြောင်းကိုပထမဆုံးသိခဲ့ပြီးတော့ပထမဆုံးရဲရဲဝံ့ဝံ့ထွက်ပြောခဲ့တဲ့သူတွေပဲတဲဆုညင်ကတတ်သိရှိတယ်ဆိုပြီးတော့တဲဆုညင်ရဲ့ရည်တည်ချက်ကိုပြန်လည်ချီးကျူးနေကြတာအများအပြားတွေ့နေရပါတယ်တကယ်တော့နဝက်ကဒီလိုပြဿနာတတ်တာဒါပထမဆုံးမဟုတ်ပါဘူးသူကအရင်ကတည်းကအိန္ဒိယအလှမယ်တယောက်ကိုလည်းအနိုင်ပေးပြီးမှတရဖူပြန်သိမ်းခဲ့မှုတဲ့ဖြစ်ရပ်တွေရှိခဲ့ပါတယ်ဒါအပြင်ကမ်ဘောဒီးယားအပါအဝင်နိုင်ငံတော်တော်များများနဲ့လည်းပြဿနာတွေတက်ခဲ့မှုသူပါအခုတော့နဝက်ရဲ့အပြုတ်မှုတွေကြောင့်တစ်ချိန်ကအပြစ်တင်ခံခဲ့ရတဲ့ မာအလှမဲ့အသေးစုံရင်ရဲ့လောက်ရကမှန်ကန်တဲ့ယက်တီချက်တစ်ခုအဖြစ်နိုင်ငံတကာကပြန်လည်ပြီးတော့အသိမှတ်ပြုလာတာဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရောဒီကိစ္စကိုဘယ်လိုမြင်ပါသလဲ။နဝရဲ့အခုလိုပြဿနာတွေကြောင့်မနစ်ကအသေးစုံရင်တို့ရဲ့လောက်ရကမှန်ကန်သွားပြီလို့ယူဆလာလာလားဆိုတာအမှတ်ချက်ပေးခဲ့ပါအောင်နော်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။